အလုံးမဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နှွေဦးတော်လင်ရေးကမြို့သားလူမျိုးရေးလားပြည်သူလူမျိုးရေးလားဆိုတဲ့တဲ့င်းကိုကိုလူမျက်ကျော်ကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်9月6လ2025လူမြကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှာကျေးဇူးပါတယ်ဒီစကားလေးမပြောတာကြာဒီနေ့တော့ကျွန်တော်တို့မေခိုးတုတ်ဆရာတွေအများကြီးတွေးမိပါတယ်ရွေးဦးတော်လည်း၄နှစ်ကျော်၅နှစ်အလုံးပါ အစိုးရပေါင်းမြောက်များစွာဖွဲ့စည်းပြီးတိုင်းနယ်ပြည်နယ်14ခုလုံးဖက်ဒရယ်ယူနစ်တွေဖွဲ့ပြီးဘာတွေလုပ်နေကြတာလဲစစ်နိုင်တိုက်ရေးဆိုတဲ့ကိစ္စအစိုးရဖွဲ့ပြီးအနောက်မှာရောက်သွားပြီလားလက်ရှိမြေပြင်သတင်းကိုကြားနေရတာဒီကောင်းတာတွေလည်းရှိတယ်လို့ဆိုတာတွေလည်းရှိတယ်ဒါပေမဲ့ ဘလောက်ဆိုးဆိုးရှိဆက်တိုးရမယ်အချိန်ဒီကိုတော့လုံးဆန်းလို့မရဘူးဆိုတော့တည်နေနေနဲ့ပတ်သက်ပြီးဒီဒရင်နှစ်ပုတ်တွေ့ပါတယ်တပုတ်ကတော့မြမနောင်ကတင်ပြီးတပုတ်ကတော့အဲ TVB ကတင်တာပါတယ်နော်အဲ့တော့ဒရင်နှစ်ပုတ်ကဆန့်ကျင်ဘက်အချိန်ဒီကိုတွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်မြေပြင်တက်တီစီလမ်းပြီးတီးခေါက်ကြည့်တဲ့အခါကျတော့ ကြားရတဲ့စကားတွေကနားဝမှာမချမ်းသာဘူးအဓိကမြေပြင်တက်တီစီကပြောတဲ့ပထမတစ်ချက်ကျွန်တော်တင်ပြပါမယ်ပတ်ကဖရီလူပါဝါနေပါတယ်ဘိုးကြားရွှေကိုရီတတိတနန်းတကြနန်းနေစစ်တုပ်ပန်းတွေရဲ့မယားတွေကိုမရင်ငယ်ယူရတဲ့အဖြစ်တွေထိဖြစ်နေပါတယ်လူပြကြော်ကြီးမင်းဘယ်နေရာလဲလို့မေးရင်တကောင်ကြာမြတ်အစရှိရဲ့ပတ်ကဖရီ နာမည်တွေထဲမပြောချင်ဘူးကို့အကျင့်ကိုတည်ကို့ချင်းမိုးကြရွှေကိုတွေဖြစ်တဲ့ NLD ပါတီ NLD အမတ် NLD ဘာညာတရကနေကြကွာစီအကုန်လုံးကိုနေရာတွေစွပ်ပေးပြီးအခွင့်တူးကလူတန်းစားတရက်ပေါ်ပေါက်တောင်းအောင်လှုပ်တဲ့ဘသူလှုပ်တာလေဒီမိကုန်းတစ်ခုရှိတယ်လို့ဒီနေ့ TNL ရဲ့အဲ TSC လား TSC တအောင်ပြီကောက်စီတအောင်အုတ်ချုပ်ခွေတယောက်တအောင်ပြီအုတ်ချုပ်ဖို့ဆိုရတရက်ဖွဲ့စည်းတယ်ဆိုတဲ့အခြေအနေကိုကြားရပါတယ်ဒါမှမဟုတ်လေ MNDAA ကဟော MNDAA အကြောင်းပြော DNA အကြောင်းဆက်ပြောနောက်ချိုတောင်ခတ်တိုက်ပွဲတွေမှာ DNA ဘာလို့ချင်နေတာလဲ PDF တွေကို၃ရက်အတွင်းစုတ်ခွာဟိုစကန်ချရနေရတာဟာဒီစွန့်ခွာသွားပြီးဘူးပြောတာတွေကဘယ်လိုဖြစ်ကုန်ပြီလဲ ဒီ NL ကဘာလဲဘယ်လဲအဲပြည်သူလူထုဂျားထဲမှာမေခုတွေအများကြီးရှိနေပါတယ်မြေပြင်အခြေအနေမှာမိုးကုတ်မှာဖြစ်တဲ့အခြေအနေတွေအောင်ချမ်းသာစေအခြေအနေတွေအတိကျွန်တော်တို့သိတယ်သိတယ်မပြောတာနော်မြေမှာ DNL ကဘယ်လိုမျိုးလောက်ကန်ဆောင်ရွက်ပြုတ်မှုလဲကျွန်တော်တို့သိတယ်ဥပမာတိုက်ပွဲတစ်ပွဲကိုတိုက်တယ်တော့မတိုက်ပွဲတစ်ပွဲမဟုတ်တာတော့ဘောနော် စစ်ကောင်စီကကင်းလဲလာတဲ့စစ်ကောင်စီကျွန်လာတဲ့လူတွေကိုဒီဘက်ကတပ်တွေကပစ်တယ်ပေါ့ဗျာမဟာမိတ်တပ်တွေကအဲ့မှာတနက်ကြပြီးတနက်ကြပြီးတနက်တွေကြပြီးတော့ပြေးပြေးတယ်ပေါ့စစ်ကောင်စီဘက်ကဒီဘက်ကမဟာမိတ်တပ်တွေကတော့ကြီးစံကိုပတ်စံနဲ့ဝယ်ပြီးတိုက်နေရတယ်ဂျားတွေကကုကံကာဝယ်ပိုင်ဝင်ရကြီးစံကိုအတုံးပြူပြီးပြစ်ကခတ်ကြရတာအဲ့တနက်ကိုအဲ့စစ်ခွေးကချပြီးထွက်ပြေးပြီး မာမိတ္တတွေကတိမ့်ပြီဆိုရင် DNA တွေကရောက်လာပါတယ်အဲ့ဒါနဲ့ပြီဒီလိုအခြေအနေမျိုးတွေကျွန်တော်ကြားပါတယ်အတွင်းထဲမှာအနက်နဲ့ရှာရှာအခြေအနေတွေအများကြီးကျွန်တော်တို့သိတယ်ဒါပေမဲ့မပြောဘူးဒါပေမဲ့ဘာလို့ရှင်းတာလဲမေးချင်တာ DNA လေးဘာလို့ရှင်းတာလဲကဲဒီတက်တွေနဲ့အငင်းပွားမှုပြဿနာတွေဖြစ်တယ်ဘာလို့ရှင်းတာလဲအာ KI တက်တွေနဲ့ DNA လေးနဲ့အငင်းပွားမှုဖြစ်တယ်ဘာလို့ရှင်းတာလဲ အခု DNL ရဲ့ DRC တအောင်ပြီတဲ့တအောင်ပြီကောင်းစီပေါ့လင်းကြောင်၅လအတွင်းမှာ၅နှစ်အတွင်းမှာအစိုးရအဖွဲ့နေအစိုးရအဖွဲ့လို့ပုံစံမျိုးတွေမျောင်းများစွာပေါ်ပေါက်လာနေတယ်။ MNDA ကဒုတိယတတ်အစိုးရအဖွဲ့ပေါ့ဗျာ။ DNL ကတအောင်ပြီကောင်းစီအာရခတတ်တော် AA ကအာရခပြည်သူအစိုးရ guarantee က ICEC လား ICE လားဂျာကလာကောင်စီအခြားတိုင်းနဲ့ပြည်နယ်အသီးသီးက Federal ကောင်စီတွေလောက်ကြတယ်ဆိုတော့ကျွန်တော်တို့တအောင်ပြည်ကတက်တက်အထူးဒေသတွေကတက်တက်ရခိုင်ပြည်ကတက်တက်တကယ်လောက်ကြမလို့လားတကယ်လောက်ကြမလို့လားဒီမေကွန်းတွေအများကြီးရှိနေပါတယ်ကျွန်တော်တို့လက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲဟာ အမျိုးသားလွမြောက်ရေးတိုက်ပွဲလားပြည်သူလွမြောက်ရေးတိုက်ပွဲလားကိုကိုကမေးကြည့်ကြလို့လို့ပါတယ်ပြည်သူလွမြောက်ရေးတိုက်ပွဲ ဆိုရင်တော့ဒတိုင်းမိလုံးကလူမျိုးမရွေးဘာသာမရွေးနိုင်ငံတွင်းကပြည်သူလူထုအားလုံးလွမြောက်ရေးကိုဥတီတိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ် MD ဒီနေ့ MD နဲ့ပတ်သက်ပြီးဒီနေ့ကြားရတဲ့သတင်းဆိုရင်တိန်ဒီမြို့ကိုစက်တင်ဘာလထဲမှာပြန်လည်လွှဲအပ် ပေးဖို့နှစ်ဖက်ဆွေးနွေးမှုတွေရှိထားတဲ့သဘောတူထားတယ်လို့အကြံပြင်းသိရတယ်။ DVB ကပြောတာကျွန်တော်ပြောတာပေါ့။အဲ့တော့လာရှုပ်ကိုပြန်ပေးခဲ့ပြီးပြီး အကြောင်းမျိုးပြပြခေါင်းစဉ်မျိုးမျိုးတက်သွေးမြေကြခဲ့တဲ့အောင်မြည်ဘာပြည့်ပထမဦးဆုံးသောတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုတင်ပိုက်နိုင်တဲ့တော်လိုင်းကြီးရဲ့အောင်ကြီးတရက်ကို တရုတ်ရဲ့ဖိအားတွေချောက်ပြန်လည်လွတ်ပြေးလိုက်ရတယ်။ရှင်ထဲမှာတော့မခံကြည့်မခံသားဖို့များဒါပေမဲ့နားလေပြေးပါနားလေပြေးလိုက်ကြပါဆိုပြီးအန်တချိတ်ချိတ်နေပဲဖြည့်သိက်ခဲ့ရတာပေါ့အခု DNL အခု MND ထပ်ပြီးတိမ်ဒီကိုပြီးမယ်ဆိုတဲ့သတင်းထွက်လာတယ်။သတင်းထွက်ရင်တော့ပြီးကျင်လို့တိခောက်ကြည့်တာနေမှာပေါ့ အတီးပြုတ်လို့တော့မရသေးပေမဲ့ DVP ကတော့ဒီတိုင်းတည်နေပါတယ်။အဲ့တော့နောက်ချိုမှာ၃ရက်အတွင်း DNL က PDF တွေကိုရွှေ့ပေးဖို့ပြောနေတယ်လို့နောက်အောင်မှာဆိုရင်၂ရက်အတွင်းရွှေ့ပေးဆိုတဲ့တည်င်းကိုဟိုစကားကို cycle တွေနဲ့ like ပြောတယ်။ PDF တရင်တက်ဖို့တွေကရွှေ့နေကြရပါပြီ။နောက်ချိုကိုပြန်ပေးမှာလားဆိုတဲ့ကိစ္စ။နော်။မန္တလေး PDF က နောင်ချုံနဲ့ပတ်သက်ပြီးကုဖို့အစ်စ်ကူတက်ဖို့ပြောတာတော့အကူမခံဘူးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေသလိုတန်လရဲ့ပစ္စည်းတွေဟာ7ဘင်းကား12ဘင်းကားတွေနဲ့ရွှေ့နေတာကိုလည်းတွေ့ရတယ်လို့ DVB ကတင်လာတာကိုတွေ့ရပါတယ်စစ်ကောင်စီကိုပေးလိုက်ရတဲ့ရွာတွေကမဲပုတ်နောင်လင်းနောင်ချူကြီးရွှေမိုရောကန်ကြီးရှောက်ချူအဲ့ဒီပေးလိုက်ရပြီးအဲ့ဒီရွာတွေမှာစစ်ကောင်စီတက်ပြီးပတ်ပတ်လေနေရာချူထားပြီးမနေ့ကတော့ကန်ကြီးနဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းရ မာမိတ်တက်ဒီဝိုင်းတိုက်လို့ကံကြီးတက်ကံကြီးကိုဝင်လာတဲ့စစ်ကြောင်းနှစ်ကြောင်းလန်ထွက်သွားတယ်လို့သိရပြီးပြင်းလေကဝင်လာတဲ့စစ်ကြောင်းကတောင်ခမ်းကိုစုပ်ပြေးရတယ်ဆိုတဲ့အခြေအနေတွေ့ရပါတယ်။အဲ့ဒီတိုက်ပွဲမှာ TNL ဥဆောင်ပြီးတိုက်သလားမတိုက်ဘူးလားဆိုတဲ့ကိစ္စကျွန်တော်တို့မသိဘူးထင်ပါတယ်။အဲ့တော့ဒီကနေ့တော့ TNL ကတစ္ဆကန်းထလာက DSC လူပုဂ္ဂိုလ်ပုံးနေဖွဲ့စည်းတယ် ။ဘာဖြစ်ဖြစ်တအောင်လူမျိုးတို့လွတ်လပ်စွာရှင်တန်ခွင့်ကိုကျွန်တော်တို့ကြိုးစားပါတယ်။ကြိုးစားပါတယ်။ဒါပေမဲ့တအောင်ပြည်ကတခုရခိုင်ပြည်ကတခု MNDAA ရဲ့အထူးဒေတာကိုကန့်အုပ်ချုပ်ခွင့်ဒေတာတခု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 နဲ့ငါတို့တိုင်းပြည်ဟာငါတို့အကုံမျောလင်းခဲ့တဲ့တိုင်းသားတက်တွေဟာ သူတို့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲပဲဆင်နွှဲသွားတာလားငါတို့တတိုင်းမျိုးပြည်သူလူထုရဲ့လွတ်မြောက်ရေးအတွက်ကိုပါဝင်ဆင်နွှဲပါမလားဆိုတော့စိုးရင်ချက်တင်တဲ့အတူမေခွန်းတွေလည်းများပြားလာတာကိုကျွန်တော်တို့ဒီကနေ့တွေ့နေရပါတယ်ဒေါ်လာကြီး၄နှစ်တာ၅နှစ်အတွင်းမှာ NUG ဆိုတဲ့အစိုးရအဖွဲ့ကြီးအပါအဝင်အစိုးရအဖွဲ့ကြီးအစိုးရအဖွဲ့ကြီးကိုတိုက်တဲ့နေရာကိုယူကိုလူကိုခန့် ကိုကြိုက်တာကိုလုံနေကြတာကိုတော့ကြည်ချင်းအဖြစ်ခမရုပြောပြောနေတဲ့ပြည်သူလူထုအတွက်ဆိုတော့ကျွန်တော်တို့ကအထက်ထက်ခါခါပြန်စဉ်းစားနေကြရပြီအဲ့တော့လူမြတ်ကျော်ကြီးတော်လည်ကြီးကလည်းစိတ်ပြတ်စရာကြီးကြီးပဲလားလို့တော့မထင်စီချင်ပါဘူးဒါကတော်လည်ကြီးရဲ့တပ်ဆိုင်လို့ခေါ်တဲ့အမောင်ကျန်းတစ်ခုဖြစ်ပါတယ်တော်လည်ကြီးရဲ့အလင်းကျန်းမှာတော့ ခင်ဗျားတို့ကျွန်တော်တို့အရန်ချစ်တဲ့အရန်အားကိုးတဲ့အရန်လေးစားတဲ့လူငယ်တွေဟာစစ်မြေပြင်မှာအိမ်စွန့်ရာစွန့်မိဘကိုစွန့်ပြန်ဆုတ်လို့လည်းမရတော့တဲ့တော်လန်ကြီးရဲ့စစ်မြေပြင်ကြီးမှာမတိမ်မချင်းတိုက်အောင်ဝဲကိုအရယူစစ်တပ်ကိုရအောင်ချိန်မုံးမယ်ဆိုတဲ့လူငယ်ပေါင်းမြောက်များစွာရှိတယ် မြောက်များစွာဒါပေမဲ့ဦးစီးပဲ့ကိုင်းနိုင်မှုအရေးချင်းကင်းမဲမှုတွေရဲ့နောက်ဆက်တွဲပြဿနာကြောင့်အခုဆိုရင်တိုင်းနမ်နေမြေတွေထဲမှာကျွန်တော်တို့ PDF ညီငယ်တွေဟာကောင်းကိုငုတ်ပြီးတော်လိုင်းရေးအတွက်မျက်ရည်တောက်တောက်ကြားတဲ့အထိကြိတ်ခံစားရတယ်အများကြီးရှိပါတယ်အဲ့တော့တိုင်းနမ်နေမြေတွေကမဟုတ်တာလုပ်နေလို့လားလူမျက်ကြောဆိုတော့ ဟုတ်တာလုပ်တဲ့လူတွေလည်းရှိတယ်မဟုတ်တာလုပ်တဲ့လူတွေလည်းအများပြားရှိပါတယ်ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့တွေးကြည့်ရင်လည်းမကြည့်အောင်ခံစားရပါတယ်အဲ့တော့အားလုံးရဲ့လက်သေးတရားခံဘသူဖြစ်နိုင်ပါတယ်ကိုလူကိုခံပြီးကိုပါတီဝင်မှနေရာပေးပြီးစင်ပြိုင်လက်နက်ကင်တပ်ဖွဲ့တစ်ခုလက်ကင်ဒုတ်တပွဲတီထောင်ထားတဲ့အခြေအနေတရက်ကိုမလုံမရောက်မချင်းကြီးတော်လန်ကြီးဟာ ခင်ဗျားတို့လုပ်တဲ့တော်လန်ရေးဟာကျွန်တော်တို့လုပ်နေတဲ့တော်လန်ရေးဟာဝူကြွရွှေကူတော်လန်ရေးလားလို့တော့မိကုံထုတ်ခံနေရပါလိမ့်မယ်။တစ်ဖက်မှာလည်းစီရရအကွက်ရွှေ့နေတဲ့ဗတ်ပြန်ဂျားတပြန်စင်ပြိုင်ငိမ့်ချမ်းကြီးတန်တရာလိန်နေလျက်ရှိပါတွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက်တွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက် ဟိုဘကန်းကူးလိုက်နှစ်ခုငါပြန်ဝင်သွားလိုက်စိန်ပြေးတန်းကစားနေတယ်လို့စစ်ပွဲတွေကိုကြည်ရင်ပြည်သူလူနဲ့တော်လန်မျိုးဆက်လူငယ်တွေကိုအာဏာမိပါတယ်ဗျာအဲ့တော့ဒီကာလမှာမြေသားညီညွတ်ရေးအစိုးရအပါအဝင်ဦးစည်းဦးဆောင်လုပ်မဲ့တော်လန်ကြီးတက်တွေတက်ကြီးတွေလူပုဂ္ဂိုလ်တွေခေါင်းဆောင်တွေအင်မတန်လိုအပ်လာပြီမြေသားညီညွတ်ရေးအစိုးရဟာတိုင်းပြည်တော်ကတော်လန်ကြီးတက်တွေကိုစုစည်းဖို့တိုင်းလိုက်ရအောင်မပါ ထားလိုက်သူတို့ခဏထားအောင်ပြက်ကွက်ခဲ့ပါတယ်ဒီပြက်ကွက်ခြင်းရဲ့နောက်ဆက်တွဲပြဿနာဟာအခုဆိုရင်တိုင်းသားနေပြည်တိုင်းသားတွေဟာသူတို့နေပြည်ကိုသူတို့တိုက်ခိုက်သိမ်းပိုက်ပြီးသူတို့အုပ်ချုပ်သူတို့အစိုးရထောင်ထောင်သူတို့လှုပ်ချင်တာလှုပ်ကျွန်တော်တို့ဘာမှပြောခွင့်မရှိမြေပိုင်နိုင်လေစစ်နိုင်နေလေအစိုးရဖြစ်တယ်လေဒါပေမဲ့အဲ့ဒီနေပြည်ထဲမှာနေရတဲ့ကျွန်တော်တို့ယင်သွေးတွေကျွန်တော်တို့ပြည်သူလူထုရဲ့ယင်နစ်တီးကြ PDF တွေက ဘလောက်မျက်နာငယ်နေမလဲဘလောက်မျက်နာငယ်နေရတယ်ထင်လဲကျွန်တော်ရှေ့ရှေ့ဝူးဝီးဒီအများကြီးပြောရင်စကားတွေအများကြီးပြောရင်တဇွေးတွေအများကြီးထွက်တယ်အဲ့တော့ဆက်လုပ်ရမယ့်အခြေအနေတွေကဒရိုင်းမီနိုဝတ်တလိုင်းတက်တွေကိုစူးစီးရပါလိမ့်မယ်ဂွေးဆက် COC စနစ်နဲ့ဒေတာဆိုင်ရာစစ်ဦးကြီးများမှတည်နိုင်ငံလုံးဆိုင်ရာစစ်ဦးကြီးနိုင်ငံလုံးဆိုင်ရာစစ်ဦးကြီးမှတည် ဘူစစ်ကောင်ရှင်ပုံစံနဲ့စူးစီးတိုက်ပွဲဝင်နိုင်မှုစူးစီးဖို့ဆောင်နိုင်မှုတွေမလုပ်ဘူးဆိုရင်တော့အန်ဒီနဲ့အန်ယူဂျီအကွဲပြဲမှာမင်းအောင်လျာရွေးကောက်ပွဲနဲ့ဂျာဝင်ထိုးခွဲနေပါလေတပတ်မှာအန်ယူဂျီအန်ဒီ CRPH အကွယ်အပြည့်ကြီးဟာနိုင်ငံရေးအကြောင်းကြီးတစ်ခုအဖြစ်ရှိနေပြီးဒီချက်လို့ပြီးတဲ့မင်းအောင်လှိုင်ဟာရွေးကောက်ပွဲဆိုတဲ့တက်ကြီးတစ်ချောင်းထိုးထည့်ကမကြခင်မှာမျက်နှာပုံးကြီးကွာကြမဲ့အခြေအနေတွေလည်းကျွန်တော်တို့တွေ့နေတာပါဘယ်သူပါလဲပေါ့ဗျာဒီဒေါ်လာရေးဟာယုံကြည်လို့ရက်တည်ခဲ့ကြတယ်ခိုင်ခိုင်မာမာပါဝင်ခဲ့ကြတယ်ပြည်သူတရလုံးအန်ချိတ်ပါဝင်နေကြတယ် ဒါပေမဲ့တော်လန်ยีကောင်းဆောင်ဆိုတဲ့သူတွေပြက်ကွက်တဲ့တာဝန်တွေနဲ့ပတ်သက်ပြီးလက်ညှိုးထိုးအပြစ်တင်နေတာမဟုတ်ပါဘူးရှိခဲ့တာတွေရှိစီတော့ချိုက်ချင်ချိုက်မချိုက်ချင်နေတဘောရာကြီးနားလေတီးခံခွန့်လို့ပြီးစူကြီးညီညွတ်တီထောင်ကြရပါလိမ့်မယ်အဲ့တော့တစ်ဖက်မှာ အပြိုင်ရိုက်ပေါ်ပေါက်လာတဲ့အစိုးရတံအဖွဲ့ကြီးတွေအများပြားတွေ့ရပါတယ်ထိတ်ဆုံးကအစပြောရင် NUG နောက်ပြီးရင် MNDAA ကိုကအထူးတည်တာအစိုးရအဲအရခတ်အရခပီဒုအစိုးရနော်အဲဆိုတော့ဒါမျိုးတွေပေါ်ပေါက်လာတယ်တာမန်အားဖြစ်ပေါ်တော့အဲ့ဒီအစိုးရတွေကကိုပြည်နယ်ကိုတက်တာဝန်ကြီးကိုယူနိုင်လာလို့ကြည် အာရုံတက်တော့အေးရသူ့တက်နဲ့သူ့ပြည်နဲ့တောင်းဝင်ကိုသူယူနိုင်ပါတယ်ဒီအန္တရာယ်ကဟောသူတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုထိန်းချုပ်ဖို့သူအစိုးရတဒံဖွဲ့စည်းတာသူတောင်းဝင်ယူနိုင်ပါတယ်မှားတာတွေမှန်တာတွေကြိုက်တာတွေကြက်တယ်ခဏတာ MNDA ကရောသူတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နိုင်မီတွေကိုသူပြန်ပြီးရင်ပြီးတယ်သူလုံရင်လုံတယ်မကြိုက်တာကြိုက်တာမတက်နိုင်ဒါပေမဲ့အဲ့ဒီသူတွေ ਨੇ အကြေလေစကားပြောခဲ့ရဲ့လား ကျွန်တော်တို့ PDF တက်တီကိုပို့တဲ့အချိန်မှာသွားပြီးလာရှုပ်ကိုတပေါင်းတိုက်ပေးဖို့နောင်ချိုကိုပေါင်းတိုက်ပေးဖို့တိန်ဒီကိုပေါင်းတိုက်ပေးဖို့ဆောင်ရွက်ကြတဲ့အချိန်မှာစကားပြောခဲ့တဲ့ဂရိကဝိတ္တိမရှိဘူးလားဘာတခုမှလေးတန်လေးလောက်မဟာရဲလောက်အောင်အတော်ကြီးကျွန်တော်တို့ရဲ့တော်လိုင်းကြီးခေါင်းဆောင်သူတွေတိတ်ငယ်နေရပြီလားလို့ကျွန်တော်တွေးမိအဲ့တော့ဗမာတက်တွေဗမာတက်တွေလို့ခဏခဏပြောတာ ဗမာပြည်နယ်ပြည်တော်ရေးလို့ဗမာလူမျိုးစုဆိုတာမျိုးတွေထပ်ပေါ့ကျွန်တော်တို့ဗမာရီမန်ချက်ဟာပြည်သူလွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာဒီညာကနေကြေညာပါလေဗမာလူမျိုးတစ်မျိုးတည်းလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲနေတာမဟုတ်ဘူးငါရေဝင်ငါတို့ဒီငါတို့ပြည်အောင်စုမြန်မာနိုင်ငံတော်အတွင်းကလူမျိုးမရွေးဘာသာမရွေးလွတ်မြောက်စေလိုသောစိတ်ဖြင့် ြည်သူလူမြောက်ကြီးတိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့ယုံကြည်ချက်ကိုငါတို့မောင်းတင်ကြရအောင်တမိုင်းမှာတမိုင်းမှာကိုနေရကိုတိုက်ကိုယ့်ကိုယူအမျိုးသားလူမြောက်ကြီးတရံဆင်နွှဲခဲ့တဲ့အချက်တွေကိုတော့ကျွန်တော်တို့မှတန်းတင်တာပါပဲမိမိငါတိုက်လို့ငါရတာကွာမင်းနဲ့ပါဆိုင်တယ်โอเคသဘောတူပါဒါဆိုအမျိုးသားလူမြောက်ကြီးတိုက်ပွဲ ထိပဲတွားနေတဲ့အမျိုးသားကြီးဆိုင်ရာတိုက်ပွဲတံတန်တစ်ခုကိုပဲဆင်နွှဲခဲ့ပြီးသင်တို့ဟာຫນွေဦးတော်လန်ရေရဲ့ကြီးမှန်းချက်ပိုင်းတိုင်းဖြစ်တယ်ပြည်သူလွမြောက်ရေးတိုက်ပွဲဆင်နွှဲကျင်တဲ့ရောင်ရောင်ဟန်ဆောင်ခဲ့ပြီးကျွန်တော်ပြည်သူလွမြောက်ရေးတိုက်ပွဲအတွက်ပါဝင်ဆင်နွှဲနေတဲ့ကျွန်တော်တို့ရဲ့တော်လန်ရေးညီငယ်ရဲဘော်တွေကိုအတုံးချခဲ့တယ်လို့ကျွန်တော်မှတ်တမ်းတင်တာပါ ကျွန်တော်ရံမဖြစ်ပါအပြစ်တင်လို့စိအလင်းမရှိပါဘူးတင်တို့လွမြောက်ခြင်းတော့ကျွန်တော်တို့ဝမ်းသာပါတယ်တင်တို့လွမြောက်ခြင်းတော့တင်တို့ကိုယ်နေမြေကိုတိုက်ကိုယ်နေမြေကိုယူကွက်ကိုအုပ်ချုပ်နိုင်ခြင်းတော့အလုံးအတန်ဂုဏ်ယူမိပါတယ်သို့တော်ကျွန်တော်တို့ကတော့ကျွန်တော်တို့တနေရာကျွန်တော်တို့တသေးတာကျွန်တော်တို့တအိမ်ကျွန်တော်တို့တလန်းလွမြောက်လူချင်းမဟုတ်ပဲတနိုင်ကလုံးကီသူတရလုံးလွမြောက်ရေးတိုက်ပွဲကိုကျွန်တော်ဆက်လက်ဆင်နွှဲမှာပဲမနိုင်မချင်းတိုက်ပါ ဒါကျွန်တော်တို့ကြင်ညာလိုက်တဲ့ကျွန်တော်တို့ရဲ့တော်လိုင်းကြီးယုံကြည်ချက်ဖြစ်တယ်ဆိုတာပြောရင်ကျွန်တော်ရှင်ဘတ်ထဲကထွက်ကြလာတဲ့စကားတွေလို့မှတ်ပြီးတော်တော်ထိမ့်နေနေပြောတာပါဒီညတော့ဒီတော့ပါပဲအားလုံးယေရှုတဲ့